ဆိုင်ကယ်တွေရောကားတွေရောဆိုလို့ရှိရင်ခုဆိုလို့ရှိရင်အစီတောင်းနဲ့ရှိပြီးတော့ဒါဖမ်းမိထားပါပြီ။ပုံပိန်ကအစဘေးတွေစိုက်တွေအကုန်ဖမ်းနေတယ်ဆိုတော့ရှင်တို့ဒုက္ခပေးနေတာကအခြေခံလူရဲစားကြောမွဲတွေကိုဒုက္ခပေးနေအခုကလေးတွေကြောက်ခွင့်တော့ ါပါမိုးရဲ့ channel လေးရယူဆိုလိုက်ပါတယ်မိုးတီနဲ့တစ်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးရတော့ဝတ်တောက်ဆိုင်ကလေးကားတွေကိုဖမ်းဆီးတာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်ပြည်သူတွေတော်တော်လေးကိုမှစီးရဲဒုက္ခရောက်နေကြတယ်ပေါ့နော်ဒီဝတ်တောက်ဆိုင်ကလေးဖမ်းဆီးနှုန်းကလည်းတောင်းကျော်နေပြီပေါ့နော်အခုဆိုလို့ရှိရင်တော့ဒီဝတ်တောက်ဆိုင်ကတိကိုလိုင်စင်ချပေးဖို့ပြည်သူတွေကနေပြီးတော့တောင်းဆိုနေရပဲဖြစ်ပါတယ်။ကြည်တဲ့မျိုးကြီးလည်းပုံမှန်တရတင်းငယ်ဆိုင်ရအောင်လို့ပြန်လဲညှောင်းလိုက်တာပဲဖြစ်ပါတယ်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။ဆွကျင်နဲ့တွန်းလိုက်တဲ့အတွက်ကြောင့်မလို့အနှွံ့ညွတ်တောင်းပန်ပါတယ်ခင်ဗျာ။မိဘပြည်သူများအောင် ခုဝက်တော့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကထင်ထားတဲ့အထက်ကိုဒီကိစ္စတော်တော်နဲ့ရှိုင်းနေ။ level ဒီမှာဆိုလို့ရှိရင်အပြင်မထွက်ရတာမျိုးတွေအလုပ်အလုပ်တွေမလုပ်ရတာမျိုးတွေအကြောင်းမလို့နောက်ပိုင်းကျလို့ရှိရင်ဒီကုန်စည်စည်းစင်းမှုတွေမှာတော့တော်ထိခိုက်နိုင်တာမျိုးတွေရှိလာတယ်။ data ring ကုန်စည်စည်းစင်းမှုတွေမှာအားနေသွားတယ်အားယုတ်သွားတယ်ဒီ data ring ကုန်စည်စည်းစင်းမှုအားယော့သွားတာနဲ့နိုင်ငံရဲ့ကုန်စည်စည်းစင်းမှုကလည်းကျေကွရေပါအားယော့သွားတယ်။ဘာဖြစ်လာမလဲဆိုလို့ရှိရင်အချိန်မီပစ္စည်းတွေမရောက်တာတို့ ရောက်တဲ့နေ့ချိန်မှာမရောက်တာတော့ဖြစ်ပြီးတော့ဝင်းမြူရေးစိုက်ပျိုးရေးကဏ္ဍတွေမှာပါ PC ကိုတနေ့အတနေ့အတေပို့ဆောင်မှုရအခက်အခဲတွေရှိလာတယ်။အဲ့လိုပြောတော့ဒါမင်းဥပဒေနဲ့မညီတဲ့ကိစ္စယူမင်းအားပေးအမြောက်ပြုနေတယ်ကွာဆိုတာဒီကိစ္စမြန်မာနိုင်ငံထဲကိုစိုက်ဝင်နေတဲ့စုဟာအဲဘင်္ဂလီရိုဟင်ဂျာကိစ္စလိုမျိုးဝါကိစ္စလိုမျိုးမြန်မာနိုင်ငံဘင်းကိစ္စလိုမျိုးလက်နက်ကန်ကိစ္စလိုမျိုးဒီကိစ္စကလည်းမြန်မာနိုင်ငံမှာဟောရဘအနေနဲ့ကိုရှိလာတဲ့ကိစ္စမျိုးဒါပေမဲ့ခုလိုမျိုးတက်မတော်အာဏာထိန်းထားတဲ့အခြေအနေမလိန်ကြီးလုထားတဲ့အခြေအနေကိုဗစ်တွေလည်းအကြီးကျယ်ဖြစ်ထားတဲ့အခြေအနေ နောက်ပြီးတော့ဒီတိုက်ပွဲတွေနဲ့မငြင်းမကြမ်းဖြစ်နေတဲ့အခြေအနေမျိုးပြည်သူတို့ကအဖက်ဖက်ကနေပြီးတော့အာစီးပွားလူမှုဒုက္ခတွေရောက်နေတဲ့အခြေအနေမျိုးမှာဒါအဒီအချိန်မဟုတ်သေးဘူးလို့ပဲကျွန်တော်ကတော့ယူလီပဲသုံးသပ်ရှင်ပါတယ်လှုပ်ရှင်နေဆိုလို့ရှိရင်လည်းမူဝါဒတွေအတိအကျအောင်ပြဋ္ဌာန်းပြီးတော့ဘယ်လိုပဲပုံလုံးမလဲဆိုပြီးတော့ပြည်သူလူထုပို့ပြီးတော့စိတ်ချမ်းသာအောင်လူများစုအဆင်ပြေအောင်လုပ်ပေးတင်ပါတယ်ဒါမှလည်းဒါပြည်သူထောက်ခံတဲ့အစိုးရတည်းရဖြစ်မှာပေါ့နော် တကယ်တော့မြစ်စွာဘုရားဟောတဲ့သင်္ခါဝတ္ထု၄ပါးမှာဆိုရင်လူတွေကပြီးရင်ကောင်းတာပဲမပြီးရင်မကောင်းဘူးပေါ့ပြီးရင်ကောင်းတယ်ချီချိုသာဆက်ဆံရင်ကောင်းတယ်အတန်းတူကြီးတို့ဆက်ဆံရင်ကောင်းတယ်ကိုယ်ကိစ္စတွေမှာ तू ကပူပန်ပေးတယ်ကိုယ်ကိစ္စတွေပါဝင်ရောက်ဆောင်ရပြီးရင်ကောင်းတယ်ဒါသင်္ခါဝတ္ထု၄ပါးအဲလူတွေကပြီးရင်ကောင်းတယ်အဲ့တော့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းဘာပေးမလဲမပေးဘဲနဲ့တစ်ခုပြီးတစ်ခုတီးပြီးတီးကျက်နေမယ်ဆိုလို့ရှိရင်တော့ဒီဝန်ထမ်းတွေဟာလည်းဖျက်သီးဖြစ်သွားနိုင်တာပဲဒီဝန်ထမ်းတွေကကိုယ်သစ္စာမရှိတာမျိုးတွေဖြစ်လာနိုင်တာပဲအဲ့တော့ပြီးရင်ကောင်းတယ်လူတွေကပေးတာကိုကြိုက်တယ် ကျွန်တော်လည်းကြိုက်တယ်အားလုံးလည်းကြိုက်မှာပဲပြီးတာ哦နည်းနည်းကြိုက်တဲ့သူနဲ့များများကြိုက်တဲ့သူပဲရှိရဲအဲ့တော့မပေးဘဲနဲ့ယူရဆိုလို့ရှိရင်တော့ဘယ်သူမှမကြိုက်ဘူးအခုကမပေးဘဲနဲ့ယူနေတဲ့သဘောမျိုးပေါ့နော်ဒါရေပုံရအဖြစ်ဒါကဓမ္မသဘောရဆိုရင်ဒီပစ္စည်းကိုပြည်သူကပိုင်တယ်ဒါဥပဒေဖျားဥပဒေနဲ့လောကဥပဒေမှာမတူတာတကယ်တော့ဒါလူဒီပြည်သူလူပိုင်တဲ့ပစ္စည်းတွေကိုလူယူလိုက်လို့ဖြစ်သွားတယ်ဒါဥပဒေဆိုတာကတကယ်တော့လွတ်တော်တို့အစိုးရတို့မှပြဋ္ဌာန်းတာလေ အတကယ်တမ်းကြလို့ရှိရင်ဒီဥပဒေတွေဆိုတာအများအတန်းပြုပြင်ပြောင်းလဲလို့ရတာပဲဒီနေ့အမင်းအစိုးရနဲ့ယူထားတဲ့ကုန်းတော်ဒေသလိုက်ဆိုင်လို့ပြိမဲ့ဆိုလို့ရှိရင်လည်းတရားဝင်သွားမှာပဲအကုန်ဖမ်းဆိုလို့ရှိရင်လည်းဖမ်းလို့ရတာပဲဒါကအမိန်ပဲလေအဲ့တော့မြန်မာနိုင်ငံမှာအမိန်နဲ့အာဏာနဲ့ဟာဖောက်တော်ဖက်လိုမျိုးပဲမွာလိုပဲဖြစ်နေတာဆိုတော့ပြည်သူလူထုကဘယ်လိုလုပ်ပေးမလဲပြည်သူလူထုထောက်ခံမှုရရှိတဲ့ပြည်သူလူချစ်တဲ့အစိုးရဖြစ်ချင်တာလားအမုံတရားဖြစ်လာပြီဆိုရင်လက်ထက်မှကင်ထားတဲ့လက်ဖိဖန်ခွက်ကအစားလက်နက်ဖြစ်သွားနိုင်တယ်အဲ့တော့အမုံတရားတွေကိုအများကြီးမဖန်ပြီးလို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ် အခုဆိုလို့ရှိရင်အမတန်ဝေးလံခေါင်တည်တဲ့နယ်မြေလေးတွေမှာဆိုလို့ရှိရင်တော့မှာပဲဒီနေ့ကိုအစီ30 40လောက်ကိုဖမ်းသွားတယ်ဆိုတဲ့သတင်းတွေကြားသိနေရပါတယ်အဲဆိုင်ကယ်တွေရောကားတွေရောဆိုလို့ရှိရင် ခုဆိုလို့ရှိရင် အစီတောင်းနဲ့ချီပြီးတော့ဒါဖမ်းမိထားပါပြီထပ်ပြီးတော့လည်းသိန်းနဲ့ချီသွားမယ်လို့လည်းမျှော်လင့်ရပါတယ်အဲလူသိန်းနဲ့ချီသွားမယ်ဆိုလို့ရှိရင်ဒီရင်းနေအမီကိုနီးယားပြည်သူကလည်းတန်းနဲ့ချီနိုင်တာပေါ့အဲ့ဒီတော့တန်းနဲ့ချီသွားပြီဆိုလို့ရှိရင်ရိုက်ခတ်မှုကတော့တိတိလေးမဟုတ်တော့ဘူးဒါနိုင်ငံနဲ့ချီပြီးရိုက်ခတ်မှုတစ်ခုဖြစ်သွားပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ် ဒီလိုဆိုလို့ရှိရင်ဝက်တောက်ဆိုင်ကယ်တွေနဲ့ခိုးမှုတွေကျူးလွန်နေအဲအကြမ်းဖက်မှုတွေကျူးလွန်နေဆိုတာမျိုးတွေလည်းဒါရှိနေတာမျိုးပေါ့အဲတကယ်လို့လူသွားမယ်ဆိုလို့ရှိရင်လည်းဆိုင်ကယ်နံပါတ်မသိကားနံပါတ်ကလည်းမှန်မှန်ဆိုတော့ရှာလို့ခွေလို့မရဘူးဆိုတာမျိုးတွေလည်းရှိတာပေါ့အဲ့တော့ဒီဟာတွေကိုစနစ်မကျတာတွေကိုကျွန်တော်စနစ်တကျဖြစ်အောင်လုပ်ပေးဖို့အမတန်းမှလိုအပ်ပါတယ်ကျွန်တော်ဒီဟာကိုအရင်ကတည်းကပြောပါတယ်ရန်ကုန်မြို့ထဲမှာဆိုင်ကယ်စီးကွင်းမရှိပါဘူး license ဆိုင်ကယ်လည်းမရှိပါဘူးရန်ကုန်မြို့ထဲမှာရန်ကုန်မြို့ထဲမှာဆိုင်ကယ်စီးကွင်းကို မရှိတာပါမြို့ထဲမှာ ဌာနဆိုင်ရာလွယ်လို့ပေါ့နော်ဌာနဆိုင်ရာကဒီမြို့ပြင်းတဲ့သူတို့ရေထင်းရဲတို့ကလွယ်လို့ပေါ့ကျန်တဲ့ပြည်သားတွေကဆိုင်ငယ်စီးနှုံးကလုံးဝမရှိပါဘူးဒါပေမဲ့မင်္ဂလာတော်မြို့နယ်မှာသွားကြည့်ကြည့်ပါနော်ရက်ွက်တိုင်းရက်ွက်တိုင်းမှာဆိုင်ကယ်တွေအားလုံးစီးကြပါတယ်မင်္ဂလာတော်မြို့နယ်ရှင်ပြည်သားမြို့နယ်နိုင်သာယာနော်ဒါရန်ကုန်မြို့ဆိုရက်ွက်တွေမှာပေါ့နော်နောက်ဆုံးဒါမျိုးတဲနဲ့အမတန်နီးတဲ့ဒါတက္ကိတလိုနေရမျိုးတွေမှာတော့မှာပဲ site တွေအဲဆိုင်ကယ်စီးကြတာပေါ့เนาะအဲ့ဒီခါတွေတော်တော်များများမှာလဲ ဒါ license မရှိတာများပါတယ်เนาะ license မရှိတာ90ရာခိုင်နှုန်းပါပဲဒီတော့ယင်ဒီဟာတွေကိုကျွန်တော်ကပြောတယ်ယင်ကလေးကနေပြီးတော့စနစ်တကျ number 1အာ license နေပြုတ်လို့ပေးလိုက်ရင်မကောင်းဘူးလားဆိုပြီးပြောတယ်ကျွန်တော်သိမှုပြောတာမျိုးမဟုတ်ဘူးเนาะ license ပြုတ်လို့ပေးချင်တာဘာကြောင့်လဲဆိုတော့ဒါကမြန်မာနိုင်ငံထုတ်တဲ့တစ်ခုမှမရှိဘူးပြည်ပနိုင်ငံနဲ့တင်သွင်းလာတာ အခွန်လိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတခြားနေရာနေပြီးတော့ company လို့ရနိုင်တဲ့အခြေအနေတွေအများကြီးရှိပါတယ်မြန်မာနိုင်ငံမှာအခုဆိုလဲကမ်းလှမ်းတဘာဝတန်းငွေတွေ ထက်တွေ့ထက်တာမျိုးတွေထက်လုပ်ဖို့တွေရှိပါတယ်ထိုင်းနဲ့တွဲပြီးတော့ဆိုတော့ဒီနေရာကနေပြီးတော့ငွေကဘယ်လောက်ရမှာမို့လို့တော့နောက်တစ်ခုကလည်းတရားမဝင်ပေါ့နော်အဲ NRT ပဲပေးနေရတဲ့အစာပေးနေရမယ့်အစာနိုင်ငံတော်ကတရားဝင်ပတ်စံရရင်မကောင်းဘူးလားအခုဆိုလို့ရှိရင်လည်းဒီ WC ရဲ့သူတို့တော်များကလည်းအဲဖြတ်တန်းလာတဲ့ဂိတ်ကြီးတွေကိုပေးရတာရဲ့နောက်ပြီးတော့မိလို့ရှိရင်လည်းသူတို့ခင်ဗျာဒီအရာလေးတွေကိုပတ်စံပေးပြန်ထုတ်ရတဲ့ဇလန်းတွေကလည်းရှိတယ်ဒါမျိုးတွေကြောင့်မို့လို့ ဒါမျိုးတွေပတ်စံတွေကိုပြည်သူလူထုကနေပြီးတော့အစိုးရစီတိုင်းရောက်သွားရင်တော့မကောင်းဘူးလားဒါကြောင့်မလို့ဒီဟာတွေကိုဥပဒေနဲ့မညီတာကိုဥပဒေနဲ့ညီအောင်မလို့လုပ်ပေးမလဲဆိုတာအရေးကြီးတယ်။ဟုတ်ပါတယ်မှန်ပါတယ်ဒီ W ကားတွေစီးနေတာကအဲမတမာတဲ့သူတွေလည်းအများကြီးပါပါတယ်။ဒီနေရာမှာပြည်သူစစ်တွေလည်းစီးနေတာမျိုးတွေရှိတယ်။ BGF တွေဆိုလို့ရှိရင်လည်းစီးနေတာမျိုးတွေရှိတယ်ဒီနေရာမှာကိုယ့်ဘက်ကမစီးဘဲနဲ့သူ့ဘက်ကစီးနေမယ်ဆိုလို့ရှိရင်တော့တိုက်ရိုက်ခိုင်မှာပါသွားပြီးတော့ထိခိုက်နိုင်တာမျိုးရှိလာတယ်ကိုပြည်သူစစ်ကြောမစီးနဲ့ကိုယ့်ဘက်က BGF တွေကတော့စီးနေမှာပဲလေဒါမျိုးတွေလည်းရှိသေးတယ်ဗျာလိုက်စပါရဲ့ဖဲလေးမေဝတ်တော်ဘိုင်းမေ ပဲခိုးတိုင်းအရှိချမ်းပဲခိုးမျိုးနယ်ဖျားကြီးမျိုးနယ်တွေမှာဘာဖြစ်နေလဲဆိုတော့စိုင်းကယ်တွေကို black တွေကိုဝတ်တောက်တွေပေါ့စိုင်းကယ်တွေကိုဖမ်းနေတယ်တဲ့ license မရှိတဲ့စိုင်းကယ်တွေကိုဖမ်းနေဆိုတော့ဘလို့ပုံစံမျိုးဖမ်းလာလဲတချို့ဆိုရင်အိမ်ထဲတောင်ဝင်ဖမ်းတယ်ဒါအားရလုံနေကြရလဲကုန်းလန်းတည်ယူပို့ဆောင်ရေးကာညာနာမြန်မာနိုင်ငံကုန်းလန်းတည်ယူပို့ဆောင်ရေးကာညာနာမြန်မာနိုင်ငံရင်းနှီးတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကျွန်မကပြည်သူတယောက်အနေနဲ့ပဲဒါပြည်သူတွေကိုစားကျွန်မပြောပေးတာเนาะဘာကြောင့်လဲဒီမြန်မာနိုင်ငံမှာဝတ်တောက်ကားတော့မပြောဝတ်တောက်ဆိုင်ကယ်တွေဘလတ်တွေဆိုင်ကယ်ဘလတ်တွေလိုင်းစင်မရှိဘဲနဲ့လူမာရင်မောင်းလိုင်းစင်မရှိဘဲနဲ့เนาะဆိုင်ကယ်စီးခွင့်ကားမောင်းခွင့်အဲကားတော့ထားပါဆိုင်ကယ်စီးခွင့်เนาะရနေတာ ဆိုင်ကယ်မှာဘက်မှန်မရှိဘူးဆိုင်ကယ်စီးရင်အုတ်ထုတ်မဆောင်ဘူးနော်ဆိုင်ကယ်မှာ signal ပဲညာမကောင်းဘူးနော်ရှေ့မီနောက်မီအချက်ပါမီတွေမကောင်းတာဟုတ်တိပါလေးရက်နဲ့နော်လွတ်ထားပြီးတော့အခုကမှနော်သုံးပိန်းကအစဘေးတွဲစိုက်တွဲအကုန်ဖမ်းနေတယ်ဆိုတော့ရှင်တို့ဒုက္ခပေးနေတာကအခြေခံလူရန်းစားကြောမွဲတွေကိုဒုက္ခပေးနေအခုကလေးတွေကြောက်ခွင့်တော့မယ်ရာသီး နော်ဒီဆိုင်ကယ်ကယ်ရီဆွဲစားနေတဲ့သူတွေရဲ့ဆိုင်ကယ်တွေကိုရှင်တို့သိမ်းလိုက်မယ်ဆိုတော့တို့ဘာလုပ်စားမှာလဲတို့ဘာလုပ်စားမှာလဲဒီဘေးရွဲတွေစိုက်ရွဲတွေကစာကုန်လုံးလိုက်ဖမ်းနေရဆိုလုံးလုံးအာမကြည့်ဘူးလားငကိုရဲကမြန်မာနိုင်ငံကိုလန်းအသေးပို့ဆောင်ရေးကာညာနာကကာညာနာနဲ့နော်မြန်မာနိုင်ငံရင်းနှီးတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့မှနော်ဒီတိုင်းနဲ့ပြည်နယ်14ခုစလုံးကိုထိတိရောက်ရောက်ကွင်းစင်းပြီးတော့မှနော်ကျင်ညာမှာအရင်ဆုံးကျင်ညာမယ်ပြီးရင်အဲကွင်းရောက်ကွင်းစင်းပြီးတော့မှ ်နော်သွားရောက်ကွင်းစင်းပြီးတော့မှရှင်တို့လက်တွေ့နော်ကုညီဆောင်ရွက်ပေးရမယ်ဘာတွေကုညီဆောင်ရွက်ပေးရမလဲဘာတွေကြိုပြီးတော့အကြောင်းကြားမလဲပြည်သူတွေနော်ဆိုင်ကယ်ဂျင်မောင်းလိုင်စင်ဆိုင်ကယ်စီးမဲ့သူတိုင်းဂျင်မောင်းလိုင်စင်ရှိရမယ်ဂျင်မောင်းလိုင်စင်မလို့ရင်ဖမ်းမယ်နော်ဂျင်မောင်းလိုင်စင်မလို့ရင်ဖမ်းမယ်ဆိုင်ကယ်လိုင်စင်ရှိရမယ်ဆိုင်ကယ်လိုင်စင်မရှိရင်ဖမ်းမယ်လို့ငကိုတွေကပြောရမယ်ရှင်တို့စင်းပြီးလောက်ပေးရမယ်နောက်ပြီးတော့မှဆက်ပြောမယ်တိုးလိုက်တာ3မိနစ် ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုရတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဝတ်တောက်ဆိုင်ငယ်တို့ဖန်စီတာနဲ့ပတ်သက်ပြီးတော့ဒီပြည်သူတွေကနေပြီးတော့ license လေးချပြီးဖို့တောင်းဆိုနေရပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်အကြောင်းသူအကြောင်းသားတွေကိုပို့ကျူနေတဲ့ဆိုင်ငယ်ဒီဒီမထွက်ရဲတော့ဘောနော်ဒီဝတ်တောက်ဆိုင်ငယ်တွေဖန်နေဆိုတော့တော်တော်လေးဟိုမှာလည်းဒုက္ခရောက်နေကြပါတယ်ဒီနိုင်ငံတော်ကလည်းဒီဝတ်တောက်ဆိုင်ငယ်ဒီကို license ချပြီးဖို့တောင်းဆိုပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးရေးခဲ့ပြီးလို့ရပါရဲ့ရှင် နောက်ထပ်လည်းမစတီတဲ့နေ့ဟာတက်ပြီးလို့ရီဘူးတူတာရဲ့ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ပြီးတက်မှာမဟုတ်ဘူး channel လေးကို like နဲ့ subscribe နဲ့တက်ဖို့တော့စပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တိုင်